ရန်ကုန်တိုင်းဒေသကြီးကြီးမြိုင်မြို့နယ်ကရင်မြို့သားရပ်ကွက်ဦးလူနီလန်းခြံမတ်22မှာဧပြီ26ရက်မနက်ပိုင်းကအသက်73နှစ်အရွယ်ကလေးငယ်တူကိုဓာတ်ထောက်ဒဇာကန်လုတ်ကငွေကျပ်49သိန်းတောင်းယူမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဧပြီ26ရက်မနက်ပိုင်းကအခင်းဖြစ်ပွားခဲ့တဲ့ခြံကအင်ရှင်တွေရေကူးကန်ကပြန်လာချိန်မှာခြံပိုင်ရှင်ရဲ့73နှစ်အရွယ်ကလေးကတရခါလူ့ဘုအပေါ်တက်ကိုတတ်သွားစဉ်မှာလူသိန်းတအူးဝင်ရောက်နေတာကိုတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီကလူစိမ်းကကလေးငယ်ရဲ့ပါဇက်ကိုအဝင်းနဲ့စီးပြီးမိခင်တိရတော်ကိုတောင်းယူခဲ့ရာမတွေ့ရှိခဲ့တာကြောင့်ကလေးငယ်ကိုဓာတ်နဲ့ထောက်ပြီးမိဘတွေထံကငွေကျပ်49သိန်းကိုယူပြီးခြံထဲကနေထွက်မဲ့အချိန်မှာခြံပြင်မှာရက်ကွက်နေပြည်သူတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေကရောက်ရှိနေတာကြောင့်ထွက်မရပဲဖြစ်နေခဲ့တဲ့မှာကလေးငယ်ကိုတရားခံပြုလုပ်ပြီးကလေးငယ်ရဲ့ဖခင်ဖြစ်သူကိုကားမောင်းကိုင်းကထွက်ပြေးခဲ့တာဖြစ်ပြီးဟန်တာရီဘူရာနီလမ်းဆောင်မှာကားကျက်နေစဉ်ကားပေါ်ကဆင်းပြေးခဲ့တာဖြစ်ပါတယ်ဒီမူကင်းဖြစ်စဉ်နဲ့ပတ်သက်ပြီးကြီးမနိုင်မျိုးနဲ့ရဲစခန်းကဒူရဲမှုခင်မောင်ဆွေကအခုလိုပြောပါတယ် ထင်းဖြစ်တဲ့အချိန်မှာကသူတို့ကအပြင်ကနေပြန်လာတာရေဦးကန်ကနေမိသားစု9ယောက်ပြန်လာတာပြန်လာပြီးတော့မှဒီကလေးကအပေါ်မှာတက်ပြီးတော့တနခါရေချိုးတနခါလိမ့်တယ်လိမ့်တဲ့အချိန်မှာအဲ့ဒီလူကအခြေထဲမှာရောက်နေပြီးတော့ဒီကလေးကိုဆက်ဆံတောင်းတယ်အဲမိန်းကတည်းကရှာခိုင်းတယ်ရှာလို့မရ night ကမှအဝုန်းတော့အောက်ကနေအတန်ကြတော့ဟိုလိုက်သွားလိုက်သွားတော့ကလေးကိုကျိုးထုတ်ထားတယ်ဟိုတဲ့အဝတ်နဲ့ပါဇက်တွေပိတ်ထားတယ်ပိတ်ထားပြီးတော့မှဒါနဲ့ထောက်တာတော့အကြမ်းပါ ကလေးကိုတော့အနေမပြုတ်ပါနဲ့ဘာလို့ချင်ဘာလို့ချင်လဲဆိုတော့ပြန်ပေးဆိုမှ49တူတူဇနီးရပေးလိုက်တယ်ပေးပြီးတော့မှအောက်မှာရတက်ဖွဲ့ဝင်တဲ့ရက်ွက်နေပြည်သူတွေရှိနေတဲ့အတွက်ဘလို့မှမလွတ်တဲ့အတွက်ကလေးကိုဈာနဲ့ထောက်ပြီးတော့ကားနဲ့လိုက်ပို့ခိုင်းတယ်အပေါ်တက်မှာဘလို့မှမရှိဘူးအဲကလေးကအပေါ်ကရေဦးကပြန်လာပြီးမှဘောတက်မှာရေချုပ်ပြီးတဲ့ခါလိမ့်တဲ့အချိန်မှာမှဒီကောင်နဲ့တွတ်တွေ့တွေ့ပြီးတော့မှကလေးကိုပတ်စံရှာခိုင်းတယ်မရဘူးမိကန်တက်တိုင်းတော့ရှာခိုင်းတယ်မရဘူးမရတဲ့အတွက်သူ့ကိုကျိုးနဲ့တော့ပြီးတော့ဈာနဲ့ထောက်ထောက်တော့ခုနက သူကအတန်ကြာလို့ဘောတက်တော့တက်သွားတော့အဲ့လိုဓာတ်ထောက်ရဖြစ်နေတယ်ကလေးကိုမလုပ်ပါနဲ့ပတ်စံပေးပါမယ်အဲ့ချမပတ်စံပေးလိုက်တယ်ပေးပြီးတော့မှပြန်ထွက်မယ်အလုံးမှာဒီမှာရက်တက်ဘောဝင်နေတယ်တက်တော့မှာလည်းရက်ဘောရက်ဘောနေပြီးပြီဟုတ်ရှိနေတယ်ဘယ်မှမလွတ်ဘူးမလွတ်တဲ့အတွက်ကလေးကိုဓာတ်ထောက်ပြီးတော့ကကောင်းကောင်းမောင်းခေပုတ်ခိုင်းတယ်ဘယ်တော့ဖေးရလဲသမီးစုံနဲ့ငွေကြေးကအဓိကမဟုတ်ဘူးငါသမီးရဲ့အသက်အနေနဲ့စိုးရင်ရတယ်ဆိုပြီးတော့ဒီတက်ဘောဝင်နေတယ်ရက်ဘောနေပြီးပြောစကားကိုမနာကတော့မနာကမဟုတ်တော့ဘူးထောက်ပြီး န္တာဝိတိုင်းသားရပုတ်ခိုင်းတယ်ဟန္တာဝိဘူဒနာရောက်တော့ကပိနေတဲ့အတွက်ခိုင်ဘူဒာနေလမ်းနေဟန္တာဝိလမ်းစုံနေအဲ့လမ်းစုံနေဘူဒာဘက်ကိုဆင်းသွားတယ်ဒါကတော့ဒီမှာထားခဲ့တယ်သူစီမှာပါလာလားမပါလာဘူးဒီရတာဟိုဒီရတာအိမ်သုံးတာအိမ်သုံးတာပါဟုတ်နော်သူကတော့ခိုးဖို့ယူရတာဖြစ်မှာပါတိုးတော့အဲ့ဒါဟိုအချိန်မရသူကမလွတ်တာအလိုလိုလွတ်တယ်အဲ့တော့ဒါလည်းဒီမှာရှိတယ်ရှာရအဲ့ဒါကိုဒီခြေရလက်ရကိုကျွန်တော်တို့ဘာပြောလဲဆိုတော့ဒီစီရီစီရီအဲ့ဒါကိုဘုဆစ်စင်းနေပါ အခင်းဖြစ်အခြေအနေကိုမျက်မြင်တွေ့ရှိသူတအူးကလည်းသူမြင်တွေ့ခဲ့တာတွေကိုအခုလိုပြောပြပါတယ်သူတို့တားဖာနေလေဒီလိုလေလေဝင်းဝွာတို့ကထွက်လာဒါနဲ့ဒါနဲ့တော့ထောက်မကင်တော့ဒါရက်တလူကင်ဖဲ့ဖဲ့လိုက်ကြပေါ့နော်အထွက်လာတာကိုရဲကလည်းရောက်နေကွာအဲ့ဒါအဲ့ဒီသူဖေးရလေသူကမလာနဲ့မလာနဲ့မလာပါနဲ့မလာပါနဲ့အတင်းတားလိုက်တာအဲ့ဒါနဲ့ရဲကဒီလိုခေါင်းကဆိုင်ကြတော့လိုက်ဖို့อ่ะ ိုရင်းမဖြစ်တော့ဘူးမလဲလိုက်ရတာမမမိလိုက်တော့ဘူးမမတွတ်တားလိုက်လို့မိတယ်ထွက်လာကလေးရတဲ့လျှောက်ပြီးတော့ကားပေါ်တက်ကလေးရတဲ့ကောင်းလေးသေးသေးလေးဓာတ်လေးကလည်းအင်းကြီးပါဘူးအချွန်လေးကောင်းလေးက30လောက်များရှိတယ်သူသေးသေးလေးပါဒီရက်ခွက်ကလည်းအကုန်လုံးဝိုင်းပြီးတော့စောင့်ရှောက်ကြတယ်။သူကကြောက်ပြီးတော့ကျွန်တော်တမီးဟိုးတယ်ဟိုသားနဲ့အန်ရဲချီလိုပါ။အဲ့လိုတော့မပြောဘူးပေါ့နော်။သူသူမိန်းမပြောတာတော့မှ။ မလာပါနဲ့မလာပါနဲ့မလာပါနဲ့အတင်းတားနေရေးရလဲတန့်သွားတာအိမ်မှုခင်းဖြစ်စေနဲ့ပတ်သက်ပြီးကြီးမနိုင်မှုနဲ့ရေစကန်ကလည်းဆက်လက်စစ်ဆေးဆောင်ရွက်သွားမယ်လို့ပြောကြားခဲ့ပြီးခင်းဖြစ်နေရာကိုတော့ CND တပ်ဖွဲ့မှတာဝန်ရှိသူအချို့ကလည်းလာရောက်စစ်ဆေးခဲ့ကြပါတယ်